ညောင်မြအာတာခ6ကိုမယောင်းလိုက်ဦးဆောင်တဲ့တပ်မတော်ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုယ်တိုင်ကဒီကနေ့မှာစာနာပြမှုတွေများစွာဒီရဲ့ပိုင်းမှာကြောင်းရှိမှဖြစ်ပေါ်နေတာဖြစ်တဲ့အတွက်လာရောက်ညှိနှိုင်းစုံစမ်းမှုတွေစစ်ဆေးမှုတွေလှုပ်ဆောင်မှုတွေရှိနေကြောင်းကြားသိရပါတယ်။အာရခ6ရဲ့เนาะအဒီကြောင်းရဲ့အမှုကတော့တနိုင်ကလုံးကပြည်သူတွေလေကြားပြီးသားဖြစ်မှာပါ။အမှုကတော့ဒါကြီးတာကနေငဲတာဖြစ်မသွားပြီနဲ့ပေါ့နော်ကျွန်တော်တို့ဒါငဲတာကနေကြီးတဲ့ကြီးရပါတယ်။ အစကတည်းကဒီအမှုကပြီးပြီးသားเนาะကျွန်တော်တို့မနစ်ကတည်းကဒီကိစ္စဖြစ်ခဲ့တာအခုမှ online ပေါ်မှာတက်လာတာဖြစ်တဲ့တော့ကျွန်တော်တို့တနိုင်ငံလုံးကမိဘတွေကဒါเนาะကျွန်တော်တို့သားသမီးချင်းကိုချင်းစာပြီးတော့တရားမျှတမှုကိုတောင်းဆိုရင်းနဲ့မှာခုလိုမျိုးကိစ္စကတော်တော်လေးကိုကြီးသွားတဲ့ကိစ္စဖြစ်တယ်လို့ကျွန်တော်တွေပြောလို့ရတယ်ပေါ့เนาะမနစ်ကတည်းကကျွန်တော်တို့ចောင်းဆရာမကြီးကိုပတ်စံပြီးပြီးတော့နှိမ့်နိုင်ပြီးသားဟာဒါအခုကျတော့ចောင်းဆရာမကြီးရောပြီးတဲ့ခါကျတော့ပညာရေးမှုရော တို့ညောင်ရဲ့ရုံမှမှုတွေကပေါ်ပေါက်လာဖြစ်တဲ့တော့တိုင်းကလုံးဝပြည်သူတွေကလုံးဝမနေနိုင်တော့ဘူးနဲ့တရားပြသမှုကိုကောင်းဆုံနေကြတာကြောင့်အလိုမျိုးပြဿနာကပုံမှုပြီးတော့ကြီးထွားတဲ့ကြီးထွားအလုံးကလည်းမမိအမြင်နဲ့မမိအေးသားမှုတွေရှိနေတော့တိုင်းကလုံးလူသိရှင်ကြဖြစ်သွားတဲ့ကိစ္စဖြစ်သွားခဲ့တာပါအခုလည်းကျွန်တော်တို့ထိုက်တဲ့လောက်ပြစ်ဒဏ်တွေပေးနေတဲ့နောက်မှုလို့ရှိရင်ကျွန်တော်တို့ကလေးတွေကအတူယူမှားမယ်နော်ဒါမျိုးရိုင်းတက်မှကျွန်တော်တို့တော့အလိုမျိုးရရဆက်ဆက်သူများပေါ်မှာပြုမှုမှအချမ်းဖက်မှာ ါကျွန်တော်အရန်ကိုကောင်းတဲ့လက္ခဏာလို့တော့ကျွန်တော်အပြုမူးလို့ကလေးတွေကခံယူထားကြပြီလေဖြစ်ပါတယ်ဒါကိုကျွန်တော်အနေနဲ့အမြင်ပြောင်းလေးပေးဖို့လိုတယ်ကျွန်တော်မြန်မာနိုင်ငံကလူငယ်လေးတွေဟာအတူယူပါမှာအရန်ကြောက်ဖို့ကောင်းပါတယ်နော်ဆိုတော့အခုတမတော်ကြီးရဲ့လုံခြုံရေးတပ်ဝင်တွေကိုယ်တိုင်အဲ့ဒီအကြောင်းကိုသွားရောက်စစ်ဆေးမိစစ်ဆေးပြီးတော့ပေါ့နော်ဒါဖမ်းဆီးဖို့လုံဆောင်မှုတွေအခုရှိနေပြီဖြစ်ကြောင်းလေကျွန်တော်ကြားရတဲ့အင်တာမဝမ်းသာတွေ ကျွန်တော်တို့ဖမ်းတဲ့အဖွဲ့အစည်းကတမလို့ဖြစ်ဖြစ်ဘယ်သူဖြစ်ဖြစ်ဒီကိစ္စကိုအကောင်းဆုံးဆောင်ရွက်ပေးတဲ့သူကကျွန်တော်တို့ပြည်သူတွေအထူးပဲကျေးဇူးတင်တယ်။ဘာဖြစ်ဖြစ်ပါအကောင်းဆုံးဖြစ်လာမယ်လို့ယုံကြည်ပါရစေ။မှန်ဆုံးဒါဖြစ်ရမှာပေါ်ပေါက်ပါစေ။ဒါကျူးလွန်သွားတဲ့နော်ပတ်စံနဲ့နှုတ်ပေးတဲ့သူတွေကိုလည်းအကောင်းဆုံးအေးအေးပေးပါဗျာ။